မင်္ဂလာညနေခင်းပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းတိုက်ထုတ်လွှင့်မှုကိုစတင်ပါရမေးရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပရန်စီစဉ်ထားဟု NASA ကဥက္ကဋ္ဌပြောကြားဆိုတဲ့သတင်းအပါအဝင် NASA ကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်တမရတို့ဘယ်လာရုစ်တမရနန်းတော်တွင်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ဆိုတဲ့သတင်းတောင်ကိုရီးယားတရားရုံးကဆွဆွဲပြစ်တင်ခံထားရတဲ့ တမရယွန်စောယူအားဖန်ရန်ထုတ်ထားမှုကိုပယ်ဖြတ်ဆိုတဲ့တဲ့ဝမ်ပြိုင်ပွဲတွင်တမနိဆိုလင်ဦးသုံးပွဲဆက်ရှုံးနိုင်ဆိုတဲ့တဲ့စားတဲ့တဲ့တွေကိုတင်ဆက်ပေးမှာပါဥဆုံးနေနေရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပရန်စီစဉ်ထားဟုနာဆာကဥက္ကဋ္ဌပြောကြားဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ် ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားတယ်လို့နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါရယ်။မလ9ရက်က NASA ကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်နိုင်ငံသမ္မတလူကာရှန်ကော့တို့ဘယ်လာရုစ်သမ္မတနန်းတော်မှာတွေ့ဆုံပြီးနှစ်နိုင်ငံဆွေးနွေးမှုတွေအပြီးပြုလုပ်တဲ့ပူရဲသတင်းစာရှင်းလင်းပွဲမှာ NASA ကဥက္ကဋ္ဌကအခုလိုပြောကြားခဲ့တာပါ။ ျွန်တော်တို့ဟာပြီးခဲ့တဲ့2020ပြည်နှစ်ရွေးကောက်ပွဲမှာမဲမတန်မာမှုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတတာဝန်ယူထားတာဖြစ်ပါတယ်။မကြာခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒသမလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်လို့ NASA ကဥက္ကဋ္ဌကပြောပါတယ်။ ။ဒါ့အပြင်ရွေးကောက်ပွဲဝင်ဖို့အတွက်လည်းပါတီပေါင်း53ခုကစာရင်းပေးသွင်းထားပြီးဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲကျင်းပမှုနဲ့ပတ်သက်ပြီးဘယ်လာရုစ်နိုင်ငံရဲ့လေးလာတဲ့အဖွဲ့တွေကလာရောက်ကြည့်ရှုနိုင်မှုအတွက်ဖိတ်ကြားကြောင်းနှာဆကဥက္ကဋ္ဌကပြောပါရယ်။ အဲ့လိုပဲဘယ်လာရုစ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာနေပယ်ကဏ္ဍဆောင်မှာလာရောက်ရင်းနှီးမြှုပ်နှံမှုနိုင်ငံတကာမျက်နှာစာမှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားဖို့နဲ့နိုင်ငံတကာမျက်နှာစာမှာဘယ်လာရုစ်ပြည်သူတွေကမြန်မာနိုင်ငံနဲ့အတူရပ်တည်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းစသဖြင့် NASA ကဥက္ကဋ္ဌကပြောပါရယ်ဆက်လက်ပြီး NASA ကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်သမ္မတတို့ဘယ်လာရုစ်သမ္မတနန်းတော်တွင်တွေ့ဆုံပြီးနှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘယ်လာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကိုမလ9ရက်ဒေသစံတော်ချိန်နနက်ပိုင်းမှာဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာလူကာရှန်ကော့ကသမ္မတနန်းတော်မှာတွေ့ဆုံပြီးနှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ် တိစုံဆွေးနွေးပွဲကိုတက်ရောက်ဖို့သမရနန်းတော်ကိုရရှိလာတဲ့နာဆာကဥက္ကဋ္ဌဦးဆောင်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကဘယ်လာရုစ်သမရကဂုံပြူတက်ဖွဲ့နဲ့ကြိုဆိုခဲ့ပါတယ်။ ဲနောက်နာဆာကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်သမ္မတတို့တည်တံ့တွေ့ဆုံရမှာဥစွာဘယ်လာရုစ်နိုင်ငံသမ္မတကအခုတွေ့ဆုံဆွေးနွေးမှုကနေတဆင့်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတွေပုံမတိုးတက်ဖွံ့ဖြိုးလာမယ်လို့ယုံကြည်ကြောင်းနှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမခိုင်မာတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီးအခုအစွေတော်ရဲ့ချစ်ကြည်ခီးစဉ်ကနေတဆင့်လုပ်ငန်းတွေအောင်မြင်မှုရှိစေရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုင်ငံအကြားမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းစသဖြင့်ပြောပါရစေ။ အဲ့နောက်နာဆာကဥက္ကဋ္ဌကမိမိအနေနဲ့ဘယ်လာရုစ်နိုင်ငံကိုချစ်ချည်ရခီလာရောက်ခဲ့တာဟာအခုအခါဒုတိယအကြိမ်ဖြစ်ကြောင်းဘယ်လာရုစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်းမျက်မြင်တွေ့ရကြောင်းမိမိကိုအခုလိုနိုင်ငံတော်အဆင့်ဂုဏ်ပြုကျေးဇူးမှုအတွက်လည်းကျေးဇူးတင်ကြောင်းအဆွေတော်အနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းအနိုင်ရရှိခဲ့မှုအတွက်လည်းဝမ်းမြောက်ဂုဏ်ယူကြောင်းမိမိအနေနဲ့အရင်လာရောက်ခဲ့တဲ့ချစ်ချည်ခီးစဉ်အတွင်းဘယ်လာရုစ်နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်ဖြစ်ထွန်းမှုတွေနဲ့တိုးတက်မှုတွေကိုတွေ့ရှိခဲ့ရကြောင်းဒါကြောင့်မိမိအနေနဲ့ဘယ်လာရုစ်နိုင်ငံနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်နိုင်ရေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်ခြင်းအဖြစ်မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့အကြားမှာနှစ်နိုင်ငံအတွက်အကျိုးဖြစ်ထွန်းမှုတွေရှိနိုင်မှာဖြစ်ကြောင်း မြန်မာဘယ်လာရုစီးပွားရေးဖိုရမ်ကိုလည်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းစသဖြင့်ပြောပါရယ်။အဲနောက်နှစ်နိုင်ငံအကြားတန်တမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေစီးပွားရေးဆိုင်ပြိုရေးစက်မှုပညာရေးသိပ္ပံနဲ့ဤပညာရှင်ကျေးမှုအားကစားစတဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာပိုးပေါင်းဆောင်ရွက်မှုတွေညှင့်တင်ရေးဆောင်ရွက်သွားမယ့်အခြေအနေတွေနှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံပိုးပေါင်းဆောင်ရွက်ခြင်းဖြင့်နိုင်ငံချစ်ချင်ရင်းနှီးမှုတွေပုံမခိုင်မာအားကောင်းလာမယ့်အခြေအနေတွေမြန်မာဘယ်လာရုစ်ကုန်သွယ်ရေးနဲ့စီးပွားရေးပိုးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။ အဲ့လိုပဲမြန်မာဘယ်လာရုစ်နှစ်နိုင်ငံနိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကိုမလ9ရက်ဒေသစံတော်ချိန်မော်လဲပိုင်းမှာတမရနန်းတော်အစည်းအဝေးခမ်းမမှာပြုလုပ်ရာနာဆာကဥက္ကဋ္ဌနဲ့ဘယ်လာရုစ်တမရတို့ဦးဆောင်ပြီးနှစ်နိုင်ငံတော်ဝင်ရှေ့သူတွေတက်ရောက်ခဲ့ပါတယ်။ အဆိုပါနှစ်နိုင်ငံဆွေးနွေးပွဲမှာနှစ်နိုင်ငံအလန်းကွာဝေးပေမဲ့လည်းတန်တမန်ဆက်ဆံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာဆက်ဆံရေးတွေရှိတဲ့နိုင်ငံတွေဖြစ်ပြီးချစ်ချည်ရင်းနှီးမှုရှိတဲ့မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တဲ့အခြေအနေတွေချစ်ချည်ရေးခီးစဉ်အတွင်းနှစ်နိုင်ငံအကြားနားလည်မှုစာချုပ်လာတွေရေးထိုးမဲ့အခြေအနေတွေနှစ်နိုင်ငံနိုင်ငံသားရေးဝင်ကြီးဌာနတွေအကြားညှိနှိုင်းဆွေးနွေးပွဲတွေကျင်းပနိုင်မှုအခြေအနေတွေနှုတ်ထွက်ပစ္စည်းတွေထုတ်လုပ်တာစမှုကုန်ကြမ်းသီးနှံတွေစိုက်ပျိုးထုတ်လုပ်ခြင်းတွေမှာပိုးပေါင်းဆောင်ရွက်သွားမဲ့အခြေအနေတွေနှစ်နိုင်ငံအကြားကုန်သွယ်ရေးနဲ့စီးပွားရေးပိုးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေစိုက်ပျိုးရေးလုပ်ငန်းလေယာသုံးစက်ကရီယာတွေထုတ်လုပ်ခြင်းလုပ်ငန်းနဲ့တခြားကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ဆက်လင်းပြီးဆွေးနွေးခဲ့ပါတယ်။အဲ့နောက်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေနဲ့ဘယ်လာရုစ်နိုင်ငံသားရေးဝန်ကြီးမက်ဆင်မက်ဆင်ရီဇန်ကော့ရိုကမြန်မာဘယ်လာရုစ်နိုင်ငံအကြားလက်မှတ်ရေးထိုးထားတဲ့ သဘောတူထားတဲ့မြန်မာဘယ်လာရုစ်နိုင်ငံအကြအစိုးရတွေအကြအပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်လာတွေအကစားကဏ္ဍခီးသွန်းကဏ္ဍဥပဒေရေးရာပေါင်းဆောင်ရွက်ရေးစိုက်ပျိုးရေးနဲ့အစားစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတွေမှာပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာတွေကိုလည်းလဲလှယ်ခဲ့ပါတယ်။အလားတူနာဆာကဥက္ကဋ္ဌဟာမင်းစ်မြို့မှာရှိတဲ့ဘယ်လာရုအစိုးရအဖွဲ့ဝင်ကြီးချုပ်ရုံးမှာဝင်ကြီးချုပ်နဲ့၎င်းအမျိုးသားလွှတ်တော်အစအဦးမှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့၎င်းတရားစီတွေ့ဆုံပြီးနိုင်ငံပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တောင်ကိုရီးယားတရားရုံးကဆွဆွဲပစ်တင်ခံထားရတဲ့တမရရုံးစော့ယိုကိုဖန်ရန်ထုတ်ထားမှုကိုပယ်ဖျက်ဆွေးတဲ့တဲ့ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။တောင်ကိုရီးယားတရားရုံးကဆွဆွဲပစ်တင်ခံထားရတဲ့တမရယွန်ဆော့ယိုကိုဖမ်းရထုတ်ထားမှုကိုမလ9ရက်ကပယ်ဖျက်ခဲ့ပါတယ်။ ထို့ပေမဲ့ယွန်းဟာဆက်လက်ထိန်းသိမ်းခံထားရမှာဖြစ်ပြီးအစိုးရရှေ့နေတွေကဖန်ဝရန်ကိုပယ်ဖျက်ခဲ့တဲ့တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုအယူခံဝင်ပွဲရှိပါတယ်။ယွန်းရဲ့ရှေ့နေတွေက၎င်းရဲ့ဖန်ဝရန်ကိုပယ်ဖျက်ဖို့ပြီးခဲ့တဲ့လကတရားရုံးကိုရှောက်ထားခဲ့ပြီးယွန်းကိုဆွဆဲပြစ်တင်မှုကိုတရားစင်ရေးဟာကာလကြာရှည်စောင့်ဆိုင်ရမှာဖြစ်တဲ့အတွက်ယွန်းကိုထိန်းသိမ်းထားမှုဟာတရားမဝင်ကြောင်းပြောကြားခဲ့ပါတယ်။ယွန်းရဲ့ထိန်းသိမ်းမှုကာလသက်တမ်းကုန်ပြီးတဲ့နောက်တရားဆွေးဆိုမှုကိုရှောက်ထားခဲ့တယ်လို့ဆုံးဖြတ်ဖို့ကြိုးစားစီလုံမှုရှိကြောင်းစိုးပဟိုခရိုင်တရားရုံးရဲ့ တ်တမ်းမှာဖော်ပြခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးလုံထုံးလုံနည်းဆိုင်ရာရှင်းလင်းမှုရှိစေဖို့နဲ့တန်တရားတွေကိုရှင်းလင်းမှုအတွက်ထိမ့်သိမ့်မှုကိုဖျက်သိမ်းရေးအတွက်ဆုံးဖြတ်ချက်ထုတ်ပြန်ဖို့တင့်လျော်လိမ့်မယ်လို့တရားရုံးကပြောပါတယ်။မြေတို့ပင်ဆိုစီအခုလိုထိမ့်သိမ့်မှုကိုတရားရုံးကပယ်ဖျက်ပေးခဲ့ပေမဲ့လည်းရှင်ဟာချက်ချင်းလွတ်မြောက်လာမဲ့အတိတ်ပဲမတက်ရောက်ကြောင်းရှင်ရဲ့ရှင်တွေကပြောပါတယ်။ တရားရုံးကအထိမ့်သိမ့်မှုကိုပယ်ဖြတ်ပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ရုံးဟာချက်ချင်းလွတ်အောင်မှာမဟုတ်ပါဘူးလို့ရုံးရဲ့ရှေ့နေတဦးဖြစ်သူစွတ်တောင်ဟွမ်ကမလ9ရက်ကပြောပါရယ်အစိုးရရှေ့နေတွေကတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်ကိုဆွန့်လွတ်လိုက်မှဒါမှမဟုတ်အယူခံဝင်မှုသတ်မှတ်ထားတဲ့ကာလမှာအယူခံမဝင်မှသာရုံးကလွတ်မြောက်လာမှာဖြစ်ပါတယ်လို့သွတ်ကပြောပါရယ်။အစိုးရရှင်းနေတွေကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့မှတ်ချက်တောင်းခံမှုကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ဝမ်းပြိုင်ပွဲတွင်တမ်မနီဆိုလင်ဦးသုံးပွဲဆက်ရှုံးနေဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ One Fight Night 29 Catch Weight Muay Thai 140ခွန်တက်သမ25ပေါင်ပွဲစဉ်မှာမြန်မာလူဝိအကျော်မော်ဆိုလင်ဦးကရုရှားကစားသမား Dimitri Kachun ကိုအမှတ်နဲ့အရေးနိုင်ခဲ့ပါလေ။ ဆိုလင်းဦးကဝမ်လန်အောင်မှာပထမဆုံးထိုးတက်တဲ့သုံးပွဲစလုံးအလဲထိုးအနိုင်ရခဲ့ပြီးနောက်ဆုံးသုံးပွဲဆက်တိုက်အမှတ်နဲ့အရင်းနှင်းခဲ့တာဖြစ်ပါတယ်။ဆိုလင်းဦးကဝမ်နဲ့ဒေါ်လာသသိန်းတန်စာချုပ်ချိုးဆိုပြီးတဲ့နောက်ထိုးတက်ခဲ့တဲ့သုံးပွဲစလုံးရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။စာချုပ်ရပြီးတဲ့နောက်ဆိုလင်းဦးက Time Fighter နာပေဆက်ဆန်နဲ့အခုကက်ချုံကိုရှုံးနေကြတာပါဆိုလင်းဦးကရုရှားဖိုင်တာကက်ချုံနဲ့ပွဲမှာသူ့ရဲ့ဟန်ပန်အတိုင်းပြိတ္တအကြိုက်ထိုးပြနိုင်ပေမဲ့အမှတ်နဲ့ရှုံးနေကြတာဖြစ်ပါတယ် လဲမယုတ်တန်ရဲ့ match လာ၈ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးကြတာပါဆက်လက်ပြီးည၈နာရီမှလေနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးပါပါမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်